လေးကျိုးပိုင်အဖေကြီးဥဒနွဲ့အပိုင်းစကိုဆက်လက်တင်ဆက်ပေးပါမယ်ဖေကြီးဥဒနွဲ့အခုလို့ဆိုပါတယ်ကျုပ်ကိုတဲ့ဆရာသခင်အဖေရှင်ကအမျိုးမျိုးအတွင်းပြန်ဆန်းသက်ပြီးမှ တပည့်ရဲ့အရင်ဖြစ် တပည့်ပေါင်း100ကျော်လောက်တဲ့ကဆွဲထုတ်ပြီးခေါင်းဆောင်ဖြစ်ကျင်ညာတင်မြှောက်ခဲ့ခြင်းဖြစ်ပါတယ်တဲ့ ဆရာရှင်ဟာဘယ်တော့မှမြင်တာမလိုက်ဘူးပြောစရာရှိရင်လည်းမှန်ကန်တဲ့အကြောင်းအရှင်းရှိရင်လည်းမဆိုင်မတွက်မထောက်မညာပြောဆိုဆုံးမလည်းရှိပါလေအဖေနဲ့ဟာလေးကျုပ်ကန်အဖေရှင်အကြောင်းကိုပြောပြလိုက်ပြီးအထက်အောက် ရေချိုရင်ငယ်နဲ့ရှမ်းပြည်ဘက်ကပါရမီပီတဲ့တပည့်ရင်းလူကြီးတရာကျော်လောက်ကိုမန္တလေးအဖေဦးချမ်းလိုက်အိမ်မှာစုစည်းပြီးပရိသတ်အစုံကြီးကာလာမှာအဖေရှင်အတိတ်ထံနဲ့တစ်တော်တည်တလုံးကိုအထမြောက်ပြီးတော့လှုပ်လိုက်ပါလေ ကျင်းကျင်းမမှန်ဖိရှင်ပြစ်လိုက်တဲ့တတော်သည်ဟာတိုက်ဖို့အင်ကြီးအိတ်ကြတဲ့တန်းပြီးစုဝင်သွားပါလေ။အဲဒီနောက်မှာတော့ဆရာကြီးဦးချမ်းလိုက်တဲ့ဖိရှင်တို့ကမြင်ကြတဲ့အတိုင်းလူအုပ်အများကြီးတွေမှာခက်ကုတ်ကုတ်နေတဲ့မောင်သားတွေဟာတတော်သည်ရသွားပြီ။သူ့ပါရမီအတိုင်းငါတို့ဓမ္မဝိဇ္ဇာမဟာကန္နာကြီးစခန်းမှာတို့မရှိတဲ့နောက်ဆရာတော်ဦးတေစာနောက်မှာသူ့တာဝန်ယူမယ်လို့တည်လင်အမိန့်ချမှတ်လိုက်ပါလေ။ ဆရာကြီးနှစ်ပါးကဆက်ပြီးငါတို့ဓမ္မဝိဇ္ဇာသာသနာပြုခီးလက်မှာပါရမီအလျောက်ဓမ္မဝိဇ္ဇာတို့ဟာပြည့်တဲ့တဲ့အဖြစ်လှုပ်ဆောင်ပေါ့ကြတယ်လူများလာတဲ့နောက်လုပ်ငန်းစဉ်အတိုင်းတိတိယောက်စူးစမ်းဖို့လိုတယ်လို့မိန့်ပါတယ်တပည့်တပန်းဆိုတဲ့တပည့်လက်သား၃မျိုးကိုကြိုတင်သိရှိသဘောပေါက်ထားဖို့လိုပါတယ်တပည့်ဆိုတာဆရာသမားပြောဆိုဆုံးမဩဝါဒပေးသလိုမျိုးဝဲမကြနားထောင်ကျင့်သုံးလိုက်နာတဲ့လူကို PPE လိမ္မာရေးကြရှိခြင်းကြောင့်တပဲလို့ခေါ်တယ်ဆိုပြီးတော့ရှင်းပြပါလိမ့်။နောက်တစ်မျိုးကတော့အစာတုံးကလုတ်ပါရဲ့လိုက်ပါရဲ့ပြောဆိုဆုံးမဩဝါဒနာခံပါရဲ့အတော်ကြတော့လဝဲမဟိတ္တိတွေအစမ်းသက်ခံရမှုတွေကြောင့်လောကကံရတာပင်ပန်းလာတာမူခီးတို့ရောက်ခံနေဘေးကိုပဲ့ထွက်သွားတာတွေရှိပါလေတဲ့ဒီလိုလူမျိုးကိုတဲ့တပည့်အဖြစ်အတိအမှတ်ပြုလိုက်ရတယ်တဲ့အဲဒီလူမျိုးကတပည့်ကြတော့ပါးဆောင်တဲ့ နပါသောနောက်ဖြစ်အောက်ကမြေပဲ့တပဲ့တဲ့နောက်တစ်ပြုံးကတော့ဓမ္မဝိဇ္ဇာလုပ်ငန်းကိုဝင်လာကတဲ့ကနောက်ကျောင်းတွင်ကျောင်းဘဲကျောင်းတကိုးကြီးကျင်တာလေးကျောင်းဝင်လာပြီးနေပိုင်းရပိုင်းတွင်မှသူတို့လိုချင်တဲ့သိတိတကိုမရတာနဲ့သူတို့ဖြစ်လိုတာလည်းမဖြစ်တာနဲ့ဓမ္မဝိဇ္ဇာလုပ်ငန်းစဉ်ကိုချက်ချင်းစုံခွာပြီးပေါ်ပင်လုပ်ငန်းရုပ်ပြကောင်းတဲ့တခြားလုပ်ငန်းတွေကိုတချို့တည်းတန်းသွားတယ်ဒါကြောင့်စောပန်းကတဲ့ကတမာရီပြတ်သွားတဲ့လူတွေကို တပန်းလို့ခေါ်ရမယ်တဲ့ဒီလိုလိုမျိုးလက်ခံရတာပင်ပန်းရုံပဲတကယ်တနာစရာတွေပဲလို့မှားချားပညာပေးပါလေအုတ်တွင်းမျိုးဆရာကြီးဥတာနယ်ဟာတခါတရံကျွန်တော်ပါဝင် တပည့်ရင်ပါရမီရှင်တွေကိုတသက်တာမှတ်သားလောက်အောင်ဆုံးမတုံတင်လေးရှိပါလေတခါကကျွန်တော်တပည့်ထဲမှာပုံကိုတယောက်ကတခြားတယောက်ဟာဖျားလေးပါလေတွားရှိခိုးရအောင်အဖော်ညှိတော့ဖေနဲ့ကြွားသွားပြီးဟေ့ဒီလိုလားဇာ မင်းတို့စကားပြောရင်တရားလွတ်လို့မပြောနဲ့စကားတော့တရားပါပြောဆိုခြင်းနဲ့မရှိစေရဘူးခုနမင်းပြောတာငါကြားတယ်ဖះလေးပါလေးတဲ့အဲ့ဒါဟာအဂါရဝရောက်တယ်တဲ့ဖះလေးမဟုတ်ဘူးဖះကြီးတည်တဲ့သေချာကြည့်ပြီးပြောပါတဲ့ဂေါမဖះရဲ့ကိုတော်နှုစင်ကဒုက္ခရာစရိယာကျင့်စင်ပါတဲ့ကျုပ်ဆိုရင်6လမပြောနဲ့6နှစ်ကျင့်ဝတ်တယ်လို့ပြောမိတာနဲ့ ကိုရောမြကြီးပွင့်တော်မူမဲ့အချိန်မှာ၆နှစ်တည်းတည်းဒုက္ခရစရိယာကျင့်ရတော်မူခဲ့တယ်တဲ့။ဆုံးမသွန်တယ်။လူတွေတိတ်ခတ်တယ်တချက်ကလည်းတိတ်ကိုးကွယ်ကျင်တယ်ဆိုတဲ့စကားတွေပါတဲ့။မကြိုက်ဘူးတဲ့။ကိုရင်ကွယ်တာကြီးပဲတဲ့။စိတ်ကအာထုတ်တယ်ဆိုရင်ဘလောက်ကောင်းမလဲတဲ့။နောက်တစ်ချက်လည်းရှိတယ်ဖះပွဲမဟိတီပွဲတကြပွဲမွဲတော်ပွဲတွေလူတန်းတဲ့ကောင်ပွဲထိုးတယ်လို့ဘန်စကားဆန်ဆန်ပြောတယ်တဲ့ပွဲထိုးတယ်ဆိုတာမယုံမသေး သုံးတဲ့စကားပါထိုးတယ်ဆိုတာကယော့စားအင်းစားဆိုတဲ့အဓိပ္ပာယ်နဲ့ဆက်ဆံသုံးလုံးတာလားတဲ့ပေးလို့စီးကတဲ့ဆိုတာအင်မတန်အဓိပ္ပာယ်ပေါက်သလိုရှင်ကြီးခန့်ညားတဲ့စကားသုံးရမယ်တဲ့ဘိုးတော်တရားနဲ့မဟိတိပုဂ္ဂိုလ်တွေဟာတဲ့လူတွေလူတန်းမှအစားရတာမဟုတ်ဘူးတဲ့ဒီလိုလူတွေလူမှအစားရတဲ့ဘဝဆိုရင်ဘာလို့တကိုးကြီးနှမင်းနဲ့ဝိဇ္ဇာတဲ့လုံနေဖြစ်နေတော့မှလည်းလူအပါတရားမိတ်ပါလေ လူတွေကတရားနဲ့သူတို့ကိုလူတန်းတဲ့ပစ္စည်းမပြောပွဲအောင်ပွဲတွေသူတို့ကလက်ခံရယူပြီးသူတို့ကတစဉ်အလောင်းတော်ရေမီဒီယာကိုရောကြီးရှိမောက်ဆက်ကပ်ပူဇော်ရတယ်အဲ့ဒါဟာအလောင်းတော်ကြီးနဲ့အလူတရားကတော့ဒါနစမှုရှိအောင်ပုဂ္ဂိုလ်ကြီးတွေလှုပ်ဆောင်ဆောင်လျှောက်ပေးခြင်းဖြစ်တယ်တဲ့ဒီလိုအတွင်းတိတ်ပဲပေါ့အလူရှင်တွေသဘောပေါက်ဖို့သိရကြည်တယ်တဲ့ဒါကြောင့်ပွဲထိုးတယ်ဆိုတဲ့စကားမတုံးနဲ့စကားနောက်တရားပါဖြစ်နိုင်တယ်လို့မိန့်ပါလေ နောက်ပြီးတော့အတန်နဲ့ဟုတ်တယ်မှန်တယ်ခရီးရဲ့ဒီနေ့ကစပြီးသုံးသက်ဘုံကောင်းဖို့လောက်ကမယ်ဒီမှုတွေပွေနေတာကိုဒီနေ့ကစပြီးရက်တန်းပြကြမယ်သုံးသက်ဘုံမှာအမှုတွေပွေတာကရက်ဆိုင်ဖေရှားပြကြမယ်လို့အမိန့်ချမှတ်ပြီးဓမ္မဝိဇ္ဇာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လောကီလောကုတ္တရာစာနဲ့သုံးသက်ဘုံကောင်းဖို့ဆိုတဲ့ခမည်းသစ္စာတဲ့တွေကိုခမမြန်ရည်သားစေပါလိမ့်ကျွန်တော်ဟာကျွန်တော်ဂျေဆုရှင်ဖြစ်တဲ့မိဘလည်းဖြစ်တဲ့ဆရာသမားလည်းဖြစ်တဲ့ အဖေနွဲ့ကိုအိုင်းရင်အားတိုင်းဖျားထုကရွတ်သေးပါလေတချို့တပည့်တွေကအဖေနွဲ့ခေါ်တဲ့အခါခမည်းဆရာကြီးလာပါပြီဆက်သဖြင့်တာမန်ယူသေးမှုရှိခဲ့တဲ့အလျောက်ကျွန်တော်နဲ့အဖေနွဲ့ပေါ်မှာရိုးသေးသမှုဖျားဖူးခြင်းအတွက်အချင်းချင်းအတိတ်ပဲပေါ်ပေါ်နဲ့ကြည်ကြဝေဖန်ကြပါလေအဖေနွဲ့ဟာ30ပုံလုပ်ငန်းမဆောင်မီ တပည့်တပည့်မာတွေစုဝေးရောက်ရှိလာတဲ့အခါ မင်းတို့ပါရမီတပည့်တွေတည်းဟာငါတစ်ချက်မိမယ်ယဟန်အသက်ကဘယ်နှပါရှိသလဲတဲ့ဥမောင်လေးမိကတပည့်တွေအနက်အသက်ကြီးဆုံးဝါးရေးပုဂ္ဂိုလ်ကြီးကိုစပြီးတော့မဂ္ဂတန်ဗလတ်တန်ရှစ်တန်ဆိုတဲ့အရိယတန်က၈ပါးရှိပါတယ်အဲ့လိုဖြေတော့ဖြေနှွက်ကအေးဟုတ်တယ်အဲ့ဒီရှစ်တန်သောအရိယဟာယဟန်တန်ကကြီးပဲလားဒီပြင်ပဲပုဂ္ဂိုလ်တွေပါတယ်စူဇန်းပါအောင်မေတော့တချို့လူကတ်တွေလူကြောင်တွေရှိတယ်ပညာတလဲပညာလဲအေးမဆိုင် ရမ်မက်လည်းခီမဆိုင်အလကားဟာနေဆိုပြီးစိတ်တခုတည်းအရေးကြီးတယ်ဆိုပြီးပြောကြဟောကြလောက်ကြတာလည်းရှိပါလေဥပမာပြောရင်တို့ကတန်ဦးတန်ခွင့်မတုံးရဘူးဆိုရင်တို့လူစုကတုံးတာပါဖြစ်တယ်စိတ်တခုပါပဲလို့တကယ်ကိစ္စပြီးတဲ့အခါအတဝေါ်ကုန်ခံနေတဲ့ပုဂ္ဂိုလ်ကြီးတွေအတိုင်းပြောကြတယ်ပညာသွားရတသက်ပါတာကြီးပဲဒါတွေဆွမ်းရမဲ့ခြင်းကအန်တီမဘွားနဲ့နိဗ္ဗာန်ကူတော့မယ်နောက်ဆုံးဘွားဖြစ်တဲ့ခရှင်ပြောရင် ဝက်ဆိုက်ဖို့ဆိုင်ဘဝပြောနိုင်တယ်ပညာတွေတက်တွေဟာသူ့ရင်အားအထိုက်လျောက်ပါလာမှာကြီးပဲပေါ်မှာကြီးပဲဖခင်ရဲ့ဟန်းနာတွေသာလောကဒဏ်နဲ့ပညာတွေကိုပယ်နိုင်တယ်ခံနိုင်တယ်လူအဖြစ်ဘာသောမမနန်သေးပဲသုလသောတာပန်တော်မဆိုင်သေးပဲစကကြီးစကကြီးတွေပြောပြီးပညာတွေတက်တွေအရေးမဆိုင်ဘူးပြောတာအင်မတန်ရည်စရာကောင်းတယ်လို့အဖေကြီးဥတာနယ်ကရှင်းပြပါတယ်ဒီနေ့အဖေနဲ့ကျွန်တော်ဟာကျွန်းကုန်း လောကတဖရာမှာဖရာဝတ္တနေတော့ဇရက်နေရတဲ့ဖက်မှာရေးထားတယ်30တပုံကောင်းမှုဆိုတဲ့ကပ္ပီးစာတန်တွေ့လို့ကျွန်တော်နဲ့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 စဉ်းစားရရကလည်းအဘကျွန်တော်တို့ကောင်းမှုတွေမှာအမှုဆိုတဲ့အသုံးနှုန်းကြီးပါနေတာတမျိုးကြီးမြင်ပါတယ်လို့ပြောတော့အဖေနဲ့ဟာချက်ချင်းပင်ရေးကြည့်တယ်မက်ဆိုက်ဖို့ဆိုင်ဆိုတဲ့ရဟန်းတန်ခါတွေနဲ့မဆိုင်ဖို့ဆိုင်တဲ့ဝတ်ကြောင်ဝတ်တလူတွေလည်းပါပါတယ်ဆရာကြီးလို့ဖြေပေါ့ဖြေနှွဲ့ဟာတာရုတုံကြီးခေါ်ပါလေ ။ဒါကြောင့်သင်္ကန်းဝဖရာတပိသာယဟန်တန်ကတော်တွေရှိမှရိုတီတမှုဖရာထူးချင်းရှိရတာမဟုတ်ဘူး။ဝတ်ကြောင်ဝပြီး website ဖော်ဆန်နေတဲ့လူယဟန်တွေကိုလည်းရှုသေးကာရပြူပြီးဖျားထုတာမှန်လားမမှန်လားလို့မေးတော့အဘဦးကျော်ပြာဟာချက်ချင်းပဲဝတ်ကြောင်ပဲဝတ်ဆင်ထားစေကမူဆရာရင်းသမားရေးဖြစ်ပြီး website ဖို့ site site တဲ့ပုံကိုဖျားထုတာတဘောကြောင်မှန်ပါတယ်လို့ဖြစ်ပါတယ် မှတ်ထားကြရဲ့ဒီကလေးဟာတဲ့မင်းတို့ထဲမှာအတတ်ငယ်ဆုံးဖြစ်ပေမဲ့ပါရမီမှာသူဟာကြီးရင်တော့ငါ့ကိုဖျားထုတ်တယ်။ဆရာခေါ်ပြီးအဘဖျားလို့ယူသေးရှိခဲ့တယ်။မင်းတို့သင်္ကန်းကယူပဲဝယ်ဆိုပြီးတော့မိတ်ကြပါလိမ့်။ဒါကြောင့်နောက်ပိုင်းမှာတော့ဓမ္မဝိဇ္ဇဝိုင်းရင်သူများ တပည့်ကြီးတွေဟာဆရာသမားကြီးတွေကိုယူသေးဂါရဝပြုစွာနဲ့ဖျားထုတ်ခြင်းဆရာတော်ကြီးများဆက်သဖြင့်ခေါ်တော်တုံ့ဆွဲကြပါလိမ့်။ ဘိုးတော်ဆိုတဲ့စကားကိုဓမ္မဝိဇ္ဇာလုံးကမှမကြားဘူးပါဘူးမသိဘူးပါဘူးကျွန်တော်မြန်မာပြည်ရောက်ကိုရောက်မှမဟိတ်ကြီးဆရာကြီးများပေါ့ဆရာကြီးများကိုဘိုးတော်လို့ခေါ်ကြောင်းကြားမိပါတယ်ဓမ္မဝိဇ္ဇာလုံးကစမှာဘိုးတော်ခေါ်တဲ့ပုဂ္ဂိုလ်တွေဟာဉာဏ်ကြီးများဆိုင်ရာခေါ်ပါပါအခုတောင်ဝင်ဆော့ဆော့တဲ့လက်တို့တင်းတကြားမင်းကိုဘိုးတော်လို့ခေါ်ပြီးစမတောင်ပိုင်းကြီးကိုတောင်ပိုင်းဘိုးတော်လို့လည်းခေါ်ပါလေ အရင်ကလူတိများတဲ့လက်တို့ဘရင်မာကတရားမင်းဟာအခုခါတောင်ဝင်လွဲ့ပြောက်အနားယူနေတယ်ဆိုသူ့နေရာမှာဝါတဝအမိနဲ့တရားမင်းကတောင်ဝင်ယူဆက်လက်လုပ်နေကြောင်းအဖေနဲ့ကိုယ်တိုင်ရှင်းပြပါလိမ့်ဒါအပြင်ဓမ္မဝိဇ္ဇာလုပ်ငန်းကျင်းမှာဆရာကြီးတစ်ပါးသာရှိပြီးမြင်မြင်သမျှကိုဆရာမခေါ်ကြပါဘူးတောင်ဝင်ပြည့်ရချင်းခံရလို့ဓမ္မဝိဇ္ဇာလုပ်ငန်းတည်းရဲ့ဦးစီးပြီးလောကထက်ကိုလိုက်ဝတ်တဲ့တောင်ဝင်ရဲ့ပုဂ္ဂိုလ်ကြီးတွေကတော့ အဖေကြီးဦးချမ်းလိုင်အဖေရှင်ဆရာတော်ဦးတေစာအဖေနွဲ့အဖေလူတို့ကိုသာခေါ်ကြပြီးတော့တပည့်တပန်းတွေကိုတော့အသက်အလိုက်လုပ်ငန်းအလိုက်ဦးကိုတပည့်ခေါ်ကြလိမ့်ရှိပါတယ်အဖေနွဲ့ဟာပေါ့ဆရာကြီးစလေးဦးအမိအာနာရာခန့်ခဲ့တဲ့ပုဂ္ဂိုလ်သူတော်ဦးရဲ့လုပ်ငန်းဆက်ချောင်းကိုလည်းထပ်မံရှင်းလင်းပြပါလိမ့်ငါတို့ဆရာသမားဖြစ်တော်မူတဲ့မိထီလာရှိတဲ့ဖရာတကာဦးတေစာကအ ယဟန်တန်ကလေးသာသနာပြုနိုင်မှုယဟန်ကျင့်ဝတ်ထင်းသိနိုင်မှုဒီကတောင်းယူရတယ်ပြောပါလေယဟန်တန်ကလေးရေးနေပသက်လို့သိသိတိထားမယ်ဒီပုံကိုယ်တွေဟာခရီးကိုတော်ကြီးပြည်နော်ပါတန်ဃာစစ်တန်ဃာမှန်တွေကသာသနာကိုတောင်းဝင်ယူရမှာမဟုတ်ချပဲဒါကြောင့်ယဟန်တန်ဃာတော်တွေနဲ့ပတ်သက်ရင်အင်မတန်အရေးကြီးတယ်လို့အဖေအနွဲ့ကပြောပါလေဖျားရှင်ကဟောခဲ့တယ်တဲ့ငါဤ သဒ္ဒနာနှစ်2500ကျော်မှာယဟန်သက်ငါများတွင်မှာဒုတိယပုဂ္ဂိုလ်တွေဟာသဒ္ဒနာကိုစတင်ဖြစ်စီလိုက်မယ်တဲ့ဒါကိုကောက်ွယ်ဖို့ဆိုပြီးပြောပါလေရတိကြီးဥခဏနေရရွှေဖြစ်ဝင်ဖြစ်တယ်လို့တင်ကြီးတယ်တဲ့ဒါပေမဲ့အမှန်တကယ်တော့မဟုတ်ပါဘူးသူတို့ဖို့ဖျားတီကျောင်းဆောက်ရှင်းအောင်သဒ္ဒနာရေးလုပ်ငန်းတွေပြုပြင်ပုံမှန်ပြီးတဲ့ဥခဏနေကိုနက်နက်ဝိဇ္ဇာတွေက နရနီရွှေတွေကိုယူပေးတယ်တဲ့ဥခန့်ကြီးကကြီးနဲ့ရောပြီးမှလူသုံးနဲ့ပရပိုက်ခောက်ရွှေအစင်းရောက်လာပြီးငွေအားကြီးအားနဲ့ပစ္စည်းတွေခွဲချပြီးသာသနာပြုလာနိုင်တယ်တဲ့နောက်တစ်ချက်ကလည်းဓမ္မဝိဇ္ဇာဖြစ်လာတဲ့ကောင်းဆောင်နိုင်တဲ့ဥခန့်ဒီလိုပုံကိုယ်တွေဟာလောကီပညာမှာလည်းတက်ကြတယ်သိကြတယ်သူတို့လှုပ်ချင်အခိယရွှေလည်းဖြစ်နိုင်တယ်တဲ့ဆရာတော်ဦးတေစာကိုယ်တိုင်မိဒီလာမတဲ့တုံးစင်ကအကီးရဲ့ပညာအလုံးထင်သေးတယ်လို့သူကခေါ်ပြီး သူတို့အိမ်ကစိတ်ကြိုက်ဖားဖို့နဲ့တက်ဖို့ဖြစ်စီတယ်။ဘယ်ရွေ့ဘယ်မြောက်ဘယ်လုံနံပါတ်တပါတဲ့သူ့ရှေ့ကိုဆောင်ယူလာခဲ့ဆိုပြီးတော့ပြောပါလိမ့်။ဒါမဲ့အဲ့ဒီမယုံကြည်တဲ့လူတွေကလည်းယူလာတာပေါ့။သူတို့စိတ်ကြိုက်ဖားဖို့ပါယူလာပါလိမ့်။သူတို့နဲ့တွေ့ရွှေချောင်းဝယ်ရွှေချောင်းကောင်းကောင်းကျွမ်းကျင်တဲ့ဘာဘူးလေးကိုပါတပါတယ်ခေါ်လာပါလိမ့်။ဆရာတော်ဦးတေစာက ူရှင်းပေါ့မှာဖားဖို့တက်ဆင်စီပြီလုံးတစ်လုံးစင်မှာသူပြောတဲ့အတိုင်းအက္ခိယတက်တွေကိုအချိန်တွယ်နဲ့ချိန်ထည့်ပြီးမင်းစုရသာပညာတက်တွေကိုတိုင်းဖူဆွဲ လုံးတီကြီးများပြုလုပ်စီပြီးပလက်ကလက်ထိုင်ကထိုင်ဆောင်နေပါလေတနိုင်းခွဲကြော်ကာလမှာဆရာတော်ကြီးကမီးရဲမှာလုံကိုချအေးခံလွလွချမ်းပြီးတော့လုံခွဲပြခိုင်းပါလေလုံခွဲတဲ့ကဣနေတဲ့တကယ်ပရပိုက်အခောက်ရွှေနှစ်ချက်သားခန့်ထွက်လာတော့မို့ ဘာဘူးတွေကိုမျိုးပြီးပြသန်းတက်ပါလေဘာဘူးတွေကနီးမျိုးနဲ့ဆန်တက်ပြီးတော့ provide cost ရေစစ်ပြနေဝေခံပြီး provide cost ရေဈေးနှုန်းပြီးပြီးပြိုင်ဝင်ကြပါလေမျက်နှာဖြူရေးအရေးပါရာစုဝင်ကြီးတို့ကပါဆရာတော်ကိုလက်အုပ်ချီရှိပို့ပြီးဆရာတော်ကြီးကရွှေကိုသူ့လက်ဝယ်ပြန်တော်ယူပြီးဂူတင်ကမှစူပေါင်းဆက်ပေါင်းတက်ပါတဲ့အဂီရတက်ပစ္စည်းတွေဟာအခုမှ provide cost ရေဖြစ်တာမှန်သလားလို့မိတ်ချပြီး မနီးမွေးမှာရှိတဲ့မိထီလာကံတွေကိုပြစ်ချလိုက်တဲ့ဆိုပါလေမိထီလာမျိုးပေါ်ကအရာရှိကြီးတွေဟာဆရာတော်ဦးတေစာကိုတိတ်ဆိတ်ခဲ့ခြင်းလို့ပါလေမျိုးရည်ပြရည်သိရည်ကြီးတဲ့ကိစ္စတွေမှာလည်းဆရာတော်ချိန်ရင်းတရုတ်တသေးလာပြီးတော့ကြံ့ညံ့တောင်းခံလို့ရှိပါလေအဖေနှွင့်ဟာပုဂ္ဂိုလ်လူမှုလုပ်ငန်းစဉ်ကိုပြပြလိုက်ပြီငါအလုပ်ကတော့တီကကျွတ်ကမြောက်ကစားပြီးမြမာအထိ တောင်းယူပြီးသာသနာပြုရတဲ့ 32ပုံလုပ်ငန်း32ပုံပါရမီစကန်ပဲတဲ့အရေးသားတွေလည်းကြွတ်ကြရအောင်ဗြမာတွေလည်းနိဗ္ဗာန်ကူနိုင်အောင်လူတွေလည်းပယ်လေးပုံခင်ပြီး냅ပြေကိုရောက်အောင်မနာမနီပါရမီဖြည့်ကြဖို့ပြင်ခဲ့တယ်လို့ရှင်းသမိပါတယ်နောက်ပြီးတော့အဖေနှွဲ့ကပြောပါတယ်ခမည်းတော်ကြုတ်လို့ခါတဲ့ဖះစစ်ဖះမှန်တရားစစ်တရားမှန်တန်ငါစစ်တန်ငါမှန်ရှာတွေ့ကြပြီဖြစ်တာကြောင့် တမထောင်းပြဒနာလုပ်ငန်းတွေ PPC လုပ်ဖို့အရေးကြီးတယ်။တစ်ဖက်ကတရားကျင့်လို့တစ်ဖက်ကသာသနာပြုရမယ်တဲ့။လောကတဖျား၆ဆုပြီးအောင်တရားမယ်။ဒီဖျား၆ဆုဟာမြေပေါ်ပေါ်တာနဲ့တပြိုင်တည်းသာသနာလေးတဝက်ပြီးပြီတဲ့။အရီမီဒီယာကိုတော့ကြီးရဲ့သာသနာတွေကိုရောက်လာခဲ့လို့ဘုရားသာသနာကအတစ်တဖန်ထွန်းကားလာနိုင်မယ်လို့အဖြစ်နဲ့ကအသေးစိတ်မှာပါလိမ့်။လုပ်ငန်းစဉ်ဘူတဲ့နေကောင်းတဲ့ခိုင်ခွင်သာတဲ့ခိုင်မှာဖီလုံးတယ် ကိုကိုကိုနည်းနည်းမှမတနာမညာနာနဲ့ဖိဖိစစ်စီလုံးတယ်အနေကျမှသေချောင်းပဲတာဝန်မကြီးပုံတဲ့ပါရမီရှင်တွေဟာသေဆုံးတဲ့အခါမှာအလုတ်ကျွေးတင်ရင်ငရေမရောက်ပြီမဲ့ဖြားဒိတ်ပေးဖះမှာနဝိဇာနကိုအာခံရပြီးမဟာဒန်ဖြစ်ဆက်ပြီးလုပ်ငန်းလုပ်ကြရတယ်ဒီအချိန်ကျမှကျုပ်ကိုတပင်ကိုရင်လဲကျုပ်မကင်နိုင်ဘူးမှတ်ထားကြတယ်အနေချောင်းရင်အသေးကျမယ်အနေကျရင်အသေးချောင်းပဲ ကြိုက်ရရွေးကြတယ်ကိုလုံးလာခဲ့တဲ့ပါရမီတွေနှမျောရင်ဖះကိုတော့ကျုံချင်မြင်လို့ရင်ဖះစကားကြက်ကြက်နာထောင်းလိုက်နာကျင့်တုံးလေလူသေးလို့လူမဖြစ်ဘူးသိတ်ထင်မကြည့်ကြပါနဲ့အပယ်လေးပုံမှာကြီးပဲသူ့ရဲ့ကုသိုလ်အကုသိုလ်လျောက်လေနေကြတာတဲ့စင်ကောင်ကြီးတွေ့ပြီးမှစင်ချီရမရှာခြင်းကြပါနဲ့ခြေလက်မမနဲ့ဆိုပြီးတော့အဖေနှွဲကပြောဆိုဆုံးမဩဝါဒတွေပေးရခဲ့ပါလေ။